အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ mini cinema channel ကနေကြိုဆိုလိုက်ပါတယ်ပရိသတ်တွေအတွက်အချစ်ဂမ်ဘီယာစိတ်ဝင်စားဖွယ်ကောင်းပြီးတော့လှော်ဝင်နေနေတဲ့အချောင်းရရသရီကိုတည်ဆောင်လာပြီးမြစိုင်းစရာ VPN ရေးသားတဲ့နောင်ရူမရာစာဆိုတဲ့ဇလံဝိထုရှုတက်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်စာအုပ်ဖောင်တဲ့ရေဘူးအလွဲတကူခောက်တဲ့ရတဲ့အရာလေးအရေးပေါ်တုံးတဲ့စေဝါမှန်မလို့အသေး နောက်ပြီးတော့နမူနာပစ္စည်းတွေထည့်ဖို့အတွက်အိတ်အသေးနဲ့တလမ်းမအရွယ်စားလောက်တာရွှေရဲ့ဖန်ပလင်းအနေငယ်လက်အိတ်အစာကြောင်တချို့ဓာမြောင်အသေးအဝတ်စားအပုံနှစ်စုံတန်းဆက်ထားတဲ့အဝတ်ဖြူတစ်စက်ဆက်ပြခဲစားနေနေနှစ်ချောင်းထိုးတက်ပြီးတလုံးတကယ်အပူတစ်စုံမီးသင်းဆန်ဘူးဖျောင်းတိုင်းပစ္စည်းတစ်စရာတို့အရှိမအစီချပြီးတော့နောင်ဘာလိုအပ်သေးလဲဆိုတာကိုစဉ်းစားနေမိရဲ့ ကျောဘုတ်အိတ်ထဲထဲတဲ့ဘွားပစ္စည်းခက်မြများလဲထဲလို့မရှောက်အပျော်ခီးသွားလဲမဟုတ်ဖဲနဲ့တောတောင်နဲ့သူတေသနာပြုဖို့ဝင်ရမှာဖြစ်တာဆိုတော့ကြောမော်နေလို့လဲမရှောက်ထူပေတာပဲခံနိုင်ရမယ်ဒီလိုအပင်ပန်းခံတဲ့နေရာမှာတော့နောင်ဝထူးချွန်နေလीနိုင်ငံသားမှာကြောက်တဲ့ခဲစင်တော့လက်တွေ့အဖွဲလိုက်ကွင်းစေးရတဲ့အချိန်လေးမှာတော်တယ်သူတေသနာပြုခဲ့ဖို့ရဲဆိုပေမဲ့တောနဲ့ထဲထီရောမဝင်ခဲ့ဘူးပြောရရင်တော့ အခုလိုရုံးမာတဲ့ဝင်ဖို့ဆုံးဖြတ်ခဲ့တာဟာဆိုရင်တော့နောက်တွဲပထမအဆုံးအတွေ့အကြုံဆိုတော့စိတ်မလုံရှားဘူးဆိုရင်တော့လင်ရကြလိမ့်မယ်မနှက်ပြမနဲ့အာယုံတက်တာနဲ့ရုံးမာတဲ့ဝင်ကြမှာဆိုတော့ဒီအချိန်မိုးဆိုးကြီးလဲနောက်လိုပြင်ဆင်နေမလားဆိုတော့သိချင်နေမိရဲ့အဲ့ဒါကြောင့်ပဲအရှိထွက်ပြီးတော့တစ်ဖက်ကြောင်လှမ်းကြည့်လိုက်တော့မိုးဆိုးကြီးကတခုခုပြင်ဆင်နေရဲ့ပုံပဲအရှိဝါကွန်ပြစ်ပေါ်မှာထိုင်ပြီးတော့ ဘေးမှာပြောင်းရွှေ့တဲ့တလဲချကတကုတ်ကုတ်လုံနေရတော့ပဝင်းကျုံမေးရွာချပုံရတယ်။ဖြိုးညီနောင်ကြီးနောင်တရားကိုတစ်ဖက်ချုံသွားရနို့မသွားရနို့ချီတုံချတုံဖြစ်နေစင်မှာတော့ခက်ကြကြခေါ်တန်နဲ့နောက်စီကိုအပြေရောက်လာရတဲ့တော့ကိုတိုးလုံးမှာဟာကိုတိုးလုံးလာလေပြားထိုင်းမထိုင်တော့ဘူးညီနောင်ရနွားသိရင်နဲ့ညီနောင်စီအပြေးလာတာရော့ရော့မြေပဲဆန်ကြော် အနားစားတော့နည်းနည်းဖွာနေတဲ့အင်ကြီးလက်ပြန်းနဲ့ပစိုးဒူးလောက်ထီကိုဝှက်ထားတဲ့ကိုတိုးလုံးရဲ့လက်ထဲရမှာလေချိန်တစ်ချောင်းနဲ့အမောတကောနဲ့ပခုံးမှာဆလွဲတိုင်းထားတဲ့လွယ်အိတ်ခွန်နန်းတရတေတေချာချာထုတ်ပို့ပြီးတော့အတော်အသိရွယ်ရွှေမြေဘဲဆန်ကျော်တစ်ထုပ်ကိုထုတ်ပြီးတော့နောင်ကမန်းကတက်မဲ့လက်နှစ်ဖက်နဲ့လှမ်းယူလိုက်တယ်ကျွန်တော်အတော်လာဗျဒါပေါ်ညီနောင်ရကြီးတော့ပြောတော့ညီနောင်တို့မနေ့ပြန်တော်ရဲဝင်ကြမှာဆို ဟုတ်တယ်ဗျဂျပန်ဆိုင်ရာလောက်တော့ကြာမယ်ထင်တယ်အဲဒါကြောင့်ပဲကျုပ်ကမြေပန်းဆန်ကြော်လာပြီးတာကျုံနာကြောင့်ထင်နင်းတွေကမြေပန်းဆန်လေးကြော်ပြီးထည့်ပေးနေကြဗျမနေ့ကတော့ညီနောင်တို့တော်ထဲဝင်မယ်ဆိုတော့ကြီးတော်တို့ပြောတဲ့စကားကြတာနဲ့နင်းတွေကိုပို့ပြီးကြော်ခိုင်းခဲ့တာဟာကျေးဇူးပါဗျာကျွန်တော်ကလေမြေပန်းဆန်ဆိုတိတ်ကြိုက်တာဗျအခုတော့အနယ်လေးကမှွှင်းနေရောစားလိုက်ရရင်တော့စိတ်နေတော့မှာ ကြိုက်လို့တော်သေးရပေါ့ဗျာဒါဆိုကျုပ်သွားတော့မယ်ညီနောင်ရေကျုံနွားရို့ဖိုးထောင်နွားရင်းနဲ့ထဲလွတ်ပေးလိုက်တာဖိုးထောင်ကစိတ်ချရတယ်ဆိုပေမဲ့ဒီလိုချိန်ကျတယောက်တည်းလွတ်ထားလို့မဖြစ်ပေဘူးဗျဟော့ကက်ကိုတို့လုံးဂရုတစိုက်သွားအောင်တော့ဗျခြံဝတ်မှာလှမ်းအော်ပြောလိုက်တဲ့နောက်လက်ကပြားကရွာဝင်လမ်းဘက်ဦးတည်ပြီးတော့ခတ်တုတ်တုတ်သွားတဲ့ကိုတို့လုံးကတကြီးတို့အတွက်တတုံအားကိုရလောက်ပါတယ်ဘလို့တော်ဆက်တယ်ဆိုတော့မသိဘူးဆိုပေမဲ့ နွားချောင်းကျွဲချောင်းဝအစကောက်ဆိုင်ပြုံးနှုတ်အစုံထင်းခွေရေခက်တဲ့အထိကိုတို့လုံးကလှည့်ကြည့်စရာမလိုအောင်လိုက်လုပေးတတ်တော့နောက်တတိထားမိရဲ့ကိုတို့လုံးကိုမျက်စိတဆုံနဲ့အကြောင်းမဲ့ကြည့်ရင်အတူတူလွင်မျောနေရင်ကနိအယုံကိုပြန်ဆူးကြည့်ရအခါတော့နောင်ကတဖက်ချံစီခြေလန်းတို့ဥတီလိုက်တယ်ကျွန်တော်ဝင်ခဲ့မယ်တော့ဗျခြံတကားကိုမပိတ်ထားဘူးဆိုပေမဲ့အဲ့ဒဲဝင်ဘွားအင်ရှင်စီအရင် ခွတ်တောင်းတဲ့နယ်ထင်တာကြောင့် နောင်ခွေတောင်းလိုက်တယ်။ကိုပစ်ပေါ်တကုတ်ကုတ်လုံနေတဲ့မိုးဆိုးကြီးကတော့နောင်ကိုတစ်ချက်သာကြည့်ပြီးတော့သူ့လို့သူပြန်လုံနေပြီးတော့စိတ်စိတ်နေချင်းကသဘောတူလက်ခံကြလို့မှတ်ယူပါကြောင်းပဲ။ခတ်တီတီနဲ့ခြံထဲဝင်ပြီးကိုပစ်အဆုံးမဝင်ထိုင်လိုက်တော့တယ်။အိုင်ရောအပြေးဝါဆိုင်ပြီးတော့အလုံးလုံးနေတဲ့မိုးဆိုးကြီးကတော့ကြောက်ပြားတူတစ်ချက်ပေါ်မှာအနေတော်အပိုင်လေးရရအောင်ဖြတ်တောက်ထားတဲ့ခဲပိုင်းသေးလေးတွေတင်ကအလုံးသေးသေးလေးတွေရောက်လှိမ့်နေရကြောင်းပဲ။ နောင်ခန့်ညင်ငင်လေးနဲ့ထိုင်ကြည့်နေလိုက်တယ်။ဘေးမှာလည်းအရွယ်စားအချီအသေးကွာတဲ့ဂေးလုံးတွေကခက်မြန်များပဲ။ဒီလိုဒီခဲလေးတွေကိုခြေကုန်ထဲထည့်လိုက်တယ်။ပြီးတော့အရှိန်နာမှာပုံထားတဲ့မိကျစံကောင်တဲ့အခြေယူထားတဲ့ရမ်းမုံနေငယ်ကိုယူပြီးတော့ကြည်မောင်ရိုက်တဲ့နေရာမှာမနေလုံးမများလုံးနဲ့လူတလောက်ပမာဏကိုကတ်လိုက်တယ်။ဒီလိုနေတဲ့အတိုင်းကြည်ဟာတထောင်ပြီးတထောင်ပြုလုပ်ပြီးတဲ့အထိနောင်စိတ်ဝေတစားနဲ့လိုက်ကြည့်နေမိရောတယ်။ မျက်တောင်မခတ်တိုင်ကြည့်နေမိတော့နောင်ကိုမိုးဆိုးကြီးကချီတောင်ကံပြေးလာတော့နောင်ပြုံးမိလိုက်တော့တယ်။နောင်စိတ်ဝိတစားရှိရဲဆိုတော့တော့ဒီလိုသိရပဲ။ဒါကိုစရိတ်ကြီးလို့ခေါ်ရမလားဟဲ့လို့နောင်အပြော်မိုးဆိုးကြီးကတစ်ချက်မော့ကြည့်ပြီးတော့ခေါင်းညိတ်ပြလိုက်တယ်။စရိတ်ကြီးဆိုတော့ကျွန်တော်စောင်းထဲမှာတော့ဖတ်မှတ်ဖို့ရင်းမြင်ဘူးတော့ဒါပထမအဆုံးပဲဗျ။ဒီကြီးကလှုပ်ရတာ သိပညာသားပါတယ်လို့တော့မှတ်သားဘူးတယ်။ရန်ထဲသွားရင်ကြီးအားလှုပ်တလောက်အကွာဝေးလည်းမလျှောက်ပဲလမ်းခုလက်မှလည်းပြန့်ကျဲသွားတတ်တယ်။အဲရန်များသွားရင်လည်းပြောင်းကွက်တတ်တယ်လို့ကြားဘူးတယ်။ဒါပေမဲ့ခမရလောက်တော့ကြည့်ရတော့လွယ်လွယ်လေးလိုပဲ။ကြီးကိုဟိုကြီးတီတီကြည့်နေတဲ့နောက်မိုးဆိုးကြီးကဘာမှမပြောဘဲနဲ့စိုက်ကြည့်နေရဲ့။ကိုမတက်တဲ့ပညာတစ်ခုတခြားသူတယောက်တမြောက်နေနောင်ကသိကိုအထင်ကြီးလေးစားတတ်တယ် လောက်ပဲသိငယ်နေရဲ့အတက်ပညာဖြစ်ပါစေကိုမလုပ်တဲ့ရင်ဒါကိစ္စကြီးပဲဒါလုံးကြီးကျွန်တော်ကိုသင်ပေးနောက်တစ်ခါဆိုကျွန်တော်လည်းဝိုင်းကူလို့ရအောင်လက်ထရချီကိုအစင်းဝင်တစားနဲ့ဖင်ပြန်ခေါင်းပြန်ကြည့်ပြီးတော့သင်ပေးဖို့စကားဆိုရင်ကြီးကိုပြန်ကန်းပေးလိုက်တော့နောက်အမြင်မမှားဘူးဆိုရင်မုံဆိုးကြီးရဲ့မျက်လုံးကပြုံးရဲ့အနေငယ်တန်းနေပြီးတော့နှာခမ်းတောင်းကမတိမတာကိုင်းညွနေတယ်လို့ဝေးနောင်နေ့အကြည့်ဆုံးပြီးတော့ ဖြက်ခနဲ့တဖက်လှည့်လိုက်တာတိတိတသားရဲ့ခမခမပြုံးနေရမဟုတ်လားတအံ့တော်အနေငယ်ရွှေတိုးပြီးမိမိရောထုံးစက်အတိုင်းပဲအဖြေရပြန်မရအောင်အယုံဆိုင်မှုတော့နောက်စီမှာတော့မဟုတ်ဘူးမုံဆိုးချီကသူ့မျက်နှာခက်တီတီအတိုင်းခဲလုံးနေဦးနဲ့လှိမ့်နေပြန်တယ်နောက်မျက်လုံးနေမှေးစင်ပြီးတော့အရှိရနေသူ့ကိုကြည့်လိုက်တယ်ဂျင်းတီဒီလူကြီးပြုံးလိုက်ပါတယ်နောက်အကြည့်မမအောင်နောက်ဦးဆက်က ။နောက်ယူဆကရွေးနှီးမှုအနေငယ်ရာစာပြုလာပြီးဖြစ်တာကြောင့်စကားစားရိရှာကစကားဆက်ဖို့လုံနေစမှာတော့အထိတ်တလန့်နဲ့အလိုတကြီးအောခေါ်တာကအဝေးကနေပြောင်းလဲလာနေစေခနာလေးတွင်မှာပဲလှင်မြန်တဲ့အဟုန်နဲ့နားထဲကိုရောက်လာခဲ့တော့တယ်။ပစိုးဆလဲတိုင်းပြီးတော့ဖုံအလင်းလေးနဲ့အလန့်တစားပြေးလာတဲ့သူကတော့တခြားမဟုတ်ပါဘူး။ခုနကတဲ့ဂူတုံးလုံးနဲ့နွားသိမ့်ပြီးအတူပြန်လာတယ်ဆိုတော့ဖိုးချောင်ဖြစ်ပါတယ်။ နောက်တအံ့တအော်နဲ့နာမည်ခေါ်ပြီးတော့ဒူးပေါ်လက်နှစ်ဖက်ထောက်ကမော်ဟိုက်နေရာကနေအလောတကြီးပြေးလာတဲ့ပုံပဲ။နောင်ကြီးဆက်ကားဆိုပြီးအမော်တကောခေါ်ပြီးတော့ရွာဘက်လက်ညှိုးညှုံပြနေရဆိုပေမဲ့စကားတို့ထွက်မလာသေးဘူး။မုံဆိုးကြီးကတော့ဘာမှမပြောဘဲနဲ့ဖိုးထောင်မျက်ခုံးနဲ့တွန့်ချိုးပြီးတော့စိုက်ကြည့်နေရတယ်။ရွာရွာထဲမှာလေပြောင်းနှိုးကူတကောင်လက်လမ်းမပြီးတော့တောင်းချက်နေလို့နောင်ကြီးဆက်ကဂိုင်းတော်ရဲ့ဘက်မှာလို့ပြောတယ်။ ဖိုးတော်စကားဆုံးတာနဲ့ကွန်ပျစ်ပေါ်မှာတနက်ကိုစက္ကနဲကောက်ယူပြီးတော့ထားထွက်သွားတဲ့မိုးဆိုကြီးကခြံဝါအလျောက်တခုခုတတိယလာသလိုခြေလန်းတို့တုံကနေရွှတ်ပြီးတော့အနေငယ်စောင့်ကြည့်လာတဲ့မြဝန်းတို့ကနောက်ထောင်ဆူဆူရရင်ဒီမြဝန်းဆူဆူတွေကိုဘာသာပြန်ရပြီးတော့နောင်သဘောပေါက်တဲ့အခါမှာတော့ကျွန်တော်ဘယ်မှမသွားဘူးလေဒီမှာပဲစောင့်နေမယ်အားကြောင့်ဆက်မှုဘူးပဲနဲ့မြန်မြန်သွားလိုက်ပြီးတော့ခရူးဆိုင်အောင် နောက်စကောက်ခေါင်းဆက်ယုံတာတစ်ချက်နှိမ့်ပြပြီးတော့ရွာဘက်ခက်တက်တက်ထွက်သွားတဲ့ကျောပြင်းချေကိုမျက်စိတစုံနဲ့လိုက်ကြည့်နေမိရတယ်။ဖိုးထောင်ကတော့မြေပြင်မှာခြေပြက်လက်ပြက်ထိုင်ပြီးအမောဖြေနေကတော်တော်မောဟနေပုံရတာကြောင့်ပဲရေစင်အိုရီယာရေကိုခက်ကနောင်ကန်လှမ်းပြလိုက်တယ်။ပြောင်နှိုးကူဆိုတာဘာလဲဖိုးထောင်။ပြောင်ပြောင်နှိုးကူဆိုတာလေရင်ရဲတော့ဖိုးထောင်အမောနေနေပြီတော့မှပြော။ နောက်ကမ်းလှမ်းပြလိုက်တဲ့ရေခွက်တစ်လုံးတကြိုက်တည်းမောတော့ခါတခဲတောင်းဝါစီချလာတဲ့ရေတွေကိုဆက်လွဲတိုက်ထားတဲ့ပစိုးနဲ့တော့ခါအနေငယ်အမောပြေသွားတဲ့အခါမှာတော့ဖိုးထုံကစကားဆက်တယ်ပြောင်းတော့ခုဆိုတော့တင်းခွက်လာတဲ့ပြောင်းကိုပြောတာနောင်ကြီးမိုးရဲ့ရဲ့တင်းခွက်လာတဲ့ပြောင်းတင်းခွက်ရဆိုတာထက်ပြားအသက်ကြီးလာလို့သူတို့ပြောင်းအုပ်ကနေကျင်လိုက်တာပြောရင်တော့မစွမ်းဆောင်နိုင်တော့လို့ဆုံးပြစ်လိုက်တဲ့သဘောပေါ့ အန်တီရပေးနိုင်လားဖုန်းထောင်။ခန္ဓာကိုယ်ကကြီးမပြီးဒေါသကြီးတက်တဲ့တတဝါဖြစ်တာဆိုတော့အန်တီရောရှိရဲ့နောက်ကြီးမှုရဲ့။ဒါပေမဲ့စိတ်မပူပါနဲ့။နောက်ဆက်ကတော်ရုံမှုစုမမဟုတ်ကြပါပဲ။ဖုန်းထောင်ရဲ့အပြောကိုနောင်ကောင်းတဆက်ဆက်ညှင့်ရင်ထောက်ခံလိုက်တယ်။မျက်နှာချင်းဆိုင် ထိတွေ့ဖို့တဲ့အချိန်ကြီးအားသိမများဘူးဆိုပေမဲ့ဆက်ကားဆိုရင်မဆိုကြရတော်ရုံမဟုတ်ဘူးဆိုတာတော့နောင်ကောင်းကောင်းသိသိတယ်။ အဲလိုကရုံမတော်ကြီးတစ်ခုလုံးလှမ်းမိုးထားနိုင်တဲ့အရှင်ကတော့အပြည့်ပဲအဓိကအဲ့ဒီလူရဲ့မျက်လုံးတာမန်ချက်ပေါ်ပြီးဆူရဲလုံးနေပြီးတော့အဲ့ဒီမျက်စံခန်းနှက်နှက်ကြီးရဲ့အနောက်အရောင်တစ်ခုဖြတ်ပြေးနေတယ်လို့ပဲမင်းကနွားသိမ့်နေအောင်မဟုတ်လားဘလို့ဖြစ်လို့ဒီဘက်ပြန်ပြေးလာတော့နွားသိမ့်ချန်တဲ့သွင်းနေတော့ဂိုင်းတို့ဘက်ကလူတွေပြေးလာကြလို့ဗျဒီကောင်ကြီးကရွာလမ်းဘက်ဥတီနေရဆိုတော့ အဘအနိုင်ဆက်ခေါ့အမြန်သွားခေါ်ဖို့ပြောတာအင်းတော်သေးရဖို့ညချိန်ဆိုခတ်တော်မှာဖိုးဒါနဲ့နောင်ဤမှုရိတ်အင်းပြောဖို့တော်ကျုပ်ကလေရွာဆက်အထိလိုက်ပို့ပေးပါလားဟာမေးလာတော့တယောက်သေးလေမတူဘူးလေနောင်ကြီးကအဲ့ဒီတော့ကကြော်လာနဲ့ပြေးလာတာအခုကနေလဲဝင်လို့ပြီဗျပြီးတော့ဒီလိုနေရိုင်းသိမ့်ချင်ရေးဆိုရင် မကောင်းဆိုးရည်လဲထွက်လာတတ်တာဆိုတော့ ကလေးလေးတောင် အပြုံပေးမထွက်ဘူးလို့ကြီးတော်ကပြောဘူးတယ်။ဟာမင်းကကလေးမမဟုတ်တာပဲကွာ။ဆန်ကားနေရကလေးပေါ်နောင်ကြီးကပြီးတော့ရွာဝင်ကညောင်ပင်းယူလဲကြောက်လို့ပါဗျာ။ကြောက်တယောက်ထဲမပြန်ရဲလို့ပါ။လှုပ်ပါနော်နောင်ကြီးမှုရဲ့ရနော်။ဖိုးထောင်ရမင်းကယောက်ျားမောက်တဲ့အတိုင်းပဲ။ဟာနောင်ကြီးကလည်းယောက်ျားလည်းတရေကြောက်တတ်တယ်ဗျ။အေးအေးလာလာ။ညောင်ဝင်ကြောင်ရောက်ပြီမဟုတ်လား။ အင်းရပြီ။ညောင်ပင်ကျော်လို့ကျုပ်ရွာထဲပြေးဝင်သွားပြီ။နောင်ကြီးပြန်လို့ရပြီ။ဟွမင်းကတော့တတိကဲပဲ။နောင်ကြီးကလည်းကျုပ်ကျေးဇူးမမေ့ပါဘူး။နောက်တစ်ခါဒိုးပြေတန်းဆိုရင်နောင်ကြီးကိုကျုပ်သုံးပွဲအကျိုးပေးပါမယ်။အေးအေးမင်းစကားနဲ့မင်းမနော်။ဂတိဂတိစကားတပြောပြောနဲ့ရွာလန်ဘက်ထွက်လာပြီးတော့ပြန့်လွင့်လာတဲ့တနက်တန်ခက်ကြဲကြဲရလေအဝိမှာခက်တက်တက်ကြားလိုက်ရတယ် ကောင်းကင်ကအိတ်တန်းတက်လာတဲ့ငှက်တို့ကအလန့်တကြားခက်သက်သက်ပြန်ကြတယ်ဆိုတော့ဖိုးထုံကခုံယူဝင့်ကြွားစွာနဲ့အထပြောတယ်တွေ့ရမလားအဲ့ဒါနောင်ကြီးဆက်ကရဲ့တနတ်တန်ကျုပ်ပြောပါတယ်နောင်ကြီးဆက်ကတိတ်တော်တာပါဆိုဟောဒီနယ်တကြောင်ပါလေနောင်ကြီးဆက်ကအမိရဲ့မုံဆိုးရဲလို့ကျုပ်ဖြင့်ကြားတော့မကြားဘူးပေါ့နောင်ကြီးဆက်ကအမဲမလိုက်ဘူးရဲ့တားကောင်ရဲ့ဆိုတာရိုးမာတယ်မရှိသလောက်ပဲဆက်ကဟေ့ဆိုလို့ကတော့ ဘကိုရုံမတခွင်ဖိတ်ဖိတ်တုံပဲဗျဟဲဟဲနှကမ်းမွေးမုန်းစိတ်မွေးတာရှိတ်လိုက်ရင်လေကျုံတို့မုန်းဆိုးရတိတ်ချောတာဗျလက်သီးလက်မောင်တန်းကဂုံယူဝင်ချွားစာနဲ့မုန်းဆိုးဖွဲ့တေမကျူးယုံပြောနေတဲ့ဖိုးထောင်အောင်ကြည့်ပြီးတော့နောင်ပြောရင်ကောင်းတစ်ချက်ရမ်းမိလိုက်တယ်တကယ်ကိုရိုးသားပွင့်လင်းတာကြောင့်ပဲဒီညောင်မိုင်းတာယာရွာလေးကိုနောင်အမှန်တကယ်သဘောကျနေပြီးတော့တယ်ဖိုးထောင်ခမရ အဲ့ဒီပြောင်နှုတ်ခုကိုတတ်လိုက်ကြမှာလားအဲမတတ်ဘူးဗျညောင်ကြီးဆက်ကလမ်းကြောင်းလွယ်ဖို့၆ပဲ၆တာတလောကဆေဝကြီးတကောင်လာတောင်းကြံလို့တနံပေးတန်ခြောက်လန့်ပြီးတော့တော်ရိပ်ပြန်သွင်းတာဗျဆေဝကြီးဒီလိုပဲပေါ့ဗျာနှုတ်ပြိုစင်အောင်ဘလို့ပဲဆွမ်းဆောင်နိုင်နေရှိရဲ့ပြောပြောအတက်ကြီးလို့မဆွမ်းဆောင်နိုင်တဲ့အခါအုပ်စုကနေမောင်းထုတ်လိုက်ကြတော့တာပဲမမြင်မကန်းတိုးမိတိုးရတိုးတိုးရင်းနဲ့ လူတွေနေတဲ့တော်ဘက်ကျွန်တော်တချို့ဆိုအသက်ခံရတာဗျအသက်ကြီးရဲ့လူကျင်နေဆိုတာတရိစံတိုင်းရဲ့တော့အဲ့ဒီလိုတော့မဟုတ်ဘူးဆိုပေမဲ့မျိုးစိတ်တော်တော်များများတော့အဲ့ဒီလိုပါပဲနောင်ခေါင်းတဆဲဆဲညံ့ရင်းနဲ့ဖိုးထောင်ပြောတဲ့စကားတွေကိုနားထောင်နေမိရတယ်။ဒါကြောင့်ပဲတကြွေရဲ့အူမီပါတွေကိုမတန်ဆွမ်းတဲ့အခါဖြစ်ပေကြတဲ့သူတွေကိုလူတရိစံလို့ခေါ်တဲ့ချင်မရဲ့ငရဲ့စင်ရှောက်ဖွင့်ကြွေးပြီးပညာသင်ကြားပေးခဲ့ရပြီးတော့ အသက်ကြီးရင်လုံးမစွမ်းဆောင်နိုင်တဲ့အခါမရှောင်ဖွေနိုင်တော့တဲ့အခါမိဘကိုဆုံးဖြတ်ထားတဲ့လူတွေကလူလောကမှာဒူးနေသေးပဲဒီလိုလူတွေကဘလို့ပဲပညာချက်ဂုံရှိလူတန်းစားဖြစ်နေစေကောင်းမို့လူတရိဆန်စီးရင်ဝင်နေဆိုတော့ကျင်းသေးပဲဒီနေရာလောက်ဆိုရှားပြီမလားဖူးထောင်းဟာကျေးဇူးပဲနောက်ကြည့်မှုရဲ့ရိတ်ချုပ်သွားပြီရွာလဲတခြားအပြေးုံတမဲရှောက်သွားတဲ့ဖူးထောင်းနောက်ခဏရက်ချင်းနေမီရဲနဲ့လာလဲအတိုင်းတော့ပြန်လှည့်လိုက်တယ် ရွာထိပ်ကတတန်းအတော်ကြာရင်နေပြီဖြစ်တဲ့ညောင်ပင်အိုကြီးကိုဖြန့်ရင်ဆောင်းငယ်ကြည့်မိလိုက်တော့နေဝင်စည်းစာရောက်ချီချောင်းလားနေရပုံစံကတော့အခက်လက်တေက၆ဆားဆရာအတိလေးတိုက်တိုင်းတကြီကြီးရင်ရွဲ့နေရတခုခုလက်ရက်ခေါ်နေတယ်လို့နောက်တစ်ချက်ပြုံးမိလိုက်တော့တယ်ဒါကြောင့်လဲဖိုးထောင်ကြောက်နေရဖြစ်နိုင်ပါတယ်ရွာတွေကထွက်ရင်တာယိုတစ်ချောင်းလမ်းကိုခတ်သက်သွဲရှောက်နေမိရောတယ်ဘာရမဟုတ် မိုးဆိုးကြီးကိုဘယ်မှမသွားဘူးပြောထားတယ်ဆိုပေမဲ့နောင်ရွာထိပ်တောင်ရှောင်းနေခဲ့ပြီရွှေရမြပိရိုင်းတို့တစ်ဖက်တစ်ချက်ပုံနေရဲ့လမ်းကိုဖြတ်ပြီးရင်တော့အရွှေရောက်ဖို့နည်းနည်းပဲလိုတော့တယ်ဒါကြောင့်နောင်ခြေလန်းတွေကိုအရှိန်တင်လိုက်တယ်လှမ်းနေရဲ့ခြေလန်းတို့ကတုန်ကနေလူတရက်ထပ်တောင်ကျော်နေရဲ့ညရိုင်းပင်ကြီးအားဆိုရင်ဘေးတစ်ဖက်တစ်ချက်နေရာရှုပြီးတော့ဘယ်ဘက်ချမ်းအဲ့ဒီညရိုင်းအုတ်သားတခုခုအရှိန်နဲ့ဒုလာတယ်လို့ဥတီယာသူ့စီကို အန်တီရဲ့အငွေတက်တဲ့နီးကက်ကက်နားနဲ့ဆက်ဆက်ကြလိုက်ရတဲ့အတန်ဟာဒေါသထွက်နေတဲ့နားတကောင်ရဲ့ကြွေးကြော်တန်လိုမျိုးနားကိုပိုပြီးဆွန့်လိုက်တယ်မျက်စိကိုတောင်းတောင်းမြောင်းမြောင်းလှုပ်ရှားလိုက်တယ်ခန္ဓာကိုယ်တတိအနေထားနဲ့လက်ထဲမှာဘာလက်နဲ့မှမပါတာကြောင့်ပဲအန်တီရဲ့နဲ့ကြုံရင်ပြေးပြေးအောင်လွှဲပြီးဘာမှလှုပ်လို့မရအောင်အသက်ကို အနည်းငယ်အောင်ထားလိုက်တယ်ကျင်းသေးကက်မြ мян ရွေလျားလာတဲ့အဲ့ဒီတတော်ကပိုပြီးညစ်ကက်လာတယ်။ညရိုင်းနေကြ ဝုန်းကနေညာတန်ပေးပြီးတော့ထွက်ချလာတဲ့တံတဝါရတော့နောင်ရွှဲနေတဲ့နေရာနေဝါသုံးပြအကွာလောက်မှာပါ။အုံနောက်ထဲအသေးစိတ်တို့ကတစ်ချက်လွတ်သွားရတယ်။ခန္ဓာကိုယ်ကြီးမာပြီးတော့နည်းနည်းအိုနေပုံရှာတယ်ဆိုပေမဲ့ဒီတံတဝါကတော့အကျဉ်းသည်ပြောင်းနှုတ်ကူပဲ။ညာချီတို့ကမြေပြင်ခွာကိုနောက်ပြန်ရွှဲနေရာရွှေကိုအရှိန်ယူနေပြီးတော့ဒေါသတကြီးနဲ့နှာမုတ်ခါကောင်းတရရန်ရန်နဲ့ ။ခေါင်းထက်မှာတော့ကိုယ်ကောက်မဲနေတဲ့ဦးချိုးဟန်ရည်တပြပြ။နောင်ခန္ဓာကွာမလုံမရွှက်ပဲနေရာလည်းမရွေ့။ချွေးစီတို့ကတဖူးထက်မှာဒစိမ့်စိမ့်နဲ့နေရာယူထားပြီ။နောင်စီကိုရှေ့ရှုပြီးတော့ဦးတီကဒုံဆိုင်စပြေးလာတဲ့တရိစ္ဆာန်ဟာဆိုရင် မမဲမြီဟာအကုန်ရန်ရှာတော့မင်း။တော့ပြန်လှည့်ပေးပြောလဲအချိန်မမီဟုတ်မျက်လုံးတွေကိုစုံမိချတော့ဒီပြောင်နှုတ်ကိုကြီးလာတဲ့ခြေလက်အတိုင်းတုန်ခေါမှု မြေပြင်ကနေတိတိတတ်တာခန်းစားလိုက်ရတော့တယ်။စိတ်ထဲမှာရွရွမိလိုက်တဲ့နမဲတာမှာတော့ဆက်ကငါဒီမှာငါဒီမှာမလို့ငါစိတ်လာပါဆက်ကအတန်းနဲ့ခါတော့မကွဲကွာဖို့နောက်ဆုံးအင်အားကိုနှောင်းကအဲ့ဒီတို့တန်းကြောက်ဖို့အသုံးချလိုက်တော့တယ်။ခါတာကိုနဲ့ဖြတ်တန်းဆိတ်ဆင်းသွားတဲ့ကြောက်ရွံ့ထိန်လန့်မှုနဲ့လက်သေးကိုခက်တဲတဲဆုံရင်မျက်လုံးကိုခက်တဲတဲမှိတ်ထားမိတာအာယုန်တွေကအမောင်တီးကြပြီးတော့ ခန္ဓာကိုယ်ပေါ်ကြောက်ရွံ့လာမယ့်အမည်မသိရနာစေမှုအတွက်အဆင်သင့်မဖြစ်သေးဘူး။တလက်လက်ခုံနေတဲ့နှလုံးခုန်တော်ဟာဆိုရင်ရုတ်တရက်ကြောက်ရွံ့မှုဟာနေထွေးမှုကိုပြောင်းပြီးတော့ခွန်အားကြီးမားတဲ့လက်မောင်းတစ်ဖက်နဲ့ပိုင်ဖက်ဆွဲလက်ခံလိုက်ရပြီးတော့ခမမာရွှင်အုပ်ပေါ်မျက်နှာအကျကြခဲ့တော့တယ်။တောတောင်နဲ့တို့ထုံသိမ့်နေတဲ့ကိုသိန်းရင်းနှံဟာဆိုရင်လေနှကောင်းထဲတိုးဝင်ပြီးတော့မိုးရွာကစားမြေကနေတက်လာတဲ့မြေသိန်းနဲ့လို့လို့ တရွတ်တကိုင်းတို့ပင်စီတို့မှာတခါတရံရတတ်တဲ့တမွေးနဲ့လိုလိုရွက်နေမျိုးဒီတခါပေးရဲ့ဒီတတော်ရဲ့ညာတန်ရကြောင်ရွံ့စရာတစုံတစ်ခုထိတ်တရင်ဆိုင်လိုက်ရတာကြောင့်ပဲစောက်တရမရှာတဲ့ဝင်းကောင်းတန်လိုမျိုးနဲ့နောက်အလွန်နီးကဲလာတဲ့အချိန်မှာခြေလေးချောင်းကိုဆုံကန်ပြီးတော့အရှိန်တက်မှုအသေးအံစူးစမ်းနေအောင်ခန်းစားရတယ်။နောက်ဖက်လှဲမကြည့်အောင်တိုင်ဖက်ဆွဲချုပ်ခံရတာကြောင့်ပဲ မျက်လုံးခက်ဖြည်းဖြည်းဖွင့်ကအနီကန်မျက်နှာကိုမော်ကြည့်မိလိုက်တော့တယ်။အနီကန်မြင်လာရတဲ့မြင်ကွင်းကခန္ဓာကိုယ်ကအင်အားတော့ရုတ်တရက်ဆွဲဆုပ်ခံလိုက်ရသလိုပဲရွှန်းနေရဲ့ချောနှစ်ဖက်ကညွန့်ကြမတဲ့ပဝန်းကျင်ဟာရုံရက်ဆန်ကအဖြစ်ပြက်တီတော့မေးရောက်ကုန်တဲ့မြင်ကွင်းမျိုးအချိန်တောင်ဘလောက်ကြာလာရဲဆိုတော့မသိအောင်မင်းသက်နေမိရောတယ်။တတိဝင်လာတဲ့အချိန်မှာတော့နှောင်းအားမြေပြင်ပေါ်မှာထိုင်ရပ်ပဲ ဒီတတော်တော့မရှိတော့လက်မောင်းကနေဆွဲမခံလိုက်ရတဲ့အခါမှာပဲအတိအာယုံတို့ကခန္ဓာကိုယ်မှာကန့်နေကြတော့တယ်ရှစ်ရှစ်ရတဲ့ကျွန်တော်ကိုဘသာကိုလမ်းလျှောက်နိုင်တယ်မုံဆိုးကြီးစက်ကရဲ့အထီးတွေ့စက်ခနဲရှုံးကခြေထောက်နှလန်းခံနောက်ဆုတ်ပြီးတော့နောင်မတက်ရနေမိရောတယ်ခက်တဲတဲ့မျက်နှာထားနဲ့မုံဆိုးကြီးကကျိန်တဲ့နောက်ဒေါသထွက်နေတဲ့ပုံနဲ့အရှိရနေခြေလန်းကျဲနဲ့ထွက်သွားတဲ့သူနောက် နောင်ခက်မှန်မှန်လေးလိုက်နေမိရောတယ်။အာယုန်ကြီးကတော့အပြည့်ဝမရှိဘူး။ဟုတ်တယ်။မုံဆိုးကြီးကနောင်ကိုဒေါသထွက်နေလောက်မယ်။ဘယ်မှမသွားပါဘူးဆိုတဲ့ကတိကိုနောင်ဖောက်ဖြတ်ထားတာလေ။ဒါပေမဲ့ဒီရီကိုနောင်ကယူမဆိုင်အောင်ခုနကမြင်လိုက်ရတဲ့မြင်ကွင်းကကျိန်းတဲ့အဆက်မှန်နောင်မျက်စိမမောင်တကားကိုစောင့်ပိတ်ကအထင်းဝင်သွားတဲ့မုံဆိုးကြီးကိုနောင်တစ်ချက်လှမ်းကြည့်လိုက်တယ် ဲဒီနောက်အိမ်ထဲကိုခက်သွက်သွက်ဝင်လာလိုက်တယ်။တကောက်လုံအောင်ကြက်ချလိုက်တော့တယ်။ပစ္စည်းတူလီမုံဆော်တွေထည့်ထားတဲ့အိတ်ကိုဆွဲပြီးပေါက်ချလိုက်တော့တယ်။ထွက်ကြလာတဲ့ပစ္စည်းကိုမှွေနှောက်ကြည့်လိုက်တော့ကြီးမှန်အသေးတစ်ချက်နောက်ပြီးတော့ဝေထားတဲ့ရွှေအိမ်ကိုဆွဲချွတ်လိုက်တော့တယ်။အနေငယ်တုံရင်းကြီးရဲ့လက်နဲ့ဘဲဘက်နှဆောင်မျိုးမြင်အောင်မှောင်ထားလိုက်တော့နောက်အထွေခြားခြားလဲအောင်လက်သေး၅ချောင်းရာ သွေးချီဥတက်နေတဲ့ဒဏ်ရာကျင်းသည်လက်သိန်း900ရာမိုးဆိုးကြီးဆက်ကရဲ့ရှင်ခွေနဲ့ခတ်တက်တဲ့အဖက်ခံထားရစေရှုတရဲ့ပြောင်းလဲမြင့်တက်လာတဲ့မိုးဆိုးကြီးရဲ့ခန္ဓာကိုယ်အဖို့ချင်းဝဲပဲရွှေအောင်ပေါ်တင်ထားမိရဲ့လက်ဖွာကြောင့်ပဲခံစားမိရဲ့တာမယ်လူတယောက်တည်းအဆမတန်မြင်လာတဲ့နှလုံးခုန်တော့မိုးကြီးမိလိုက်စင်မှာတော့မြင်လိုက်ရတဲ့အစိမ်းရောက်မျက်စံတွေမတိမတာရှိတ်ထွက်လာတဲ့သက်ဆွဲတွေ ဒီပြောင်းလဲမှုတွေနဲ့တပြိုင်တည်းခံစားရတာဆွဲဖက်ထားတာကြောင့်ဘယ်ဘဲနှစောင်းပေါ်ရှောင်းနေရဲ့လက်ချောင်းနေရနေအသားရင်းနှင်းဝင်မတက်ခံစားလိုက်ရတဲ့နာကျင်မှုစက္ကန့်ပိုင်းလောက်သာပြောင်းလဲသွားပြီးတော့အားလုံးတစ်ကိုယ်တိုင်ပြတ်ဖြစ်သွားတယ်ဆိုပေမဲ့ဒါကဂျင်းတိနောက်အချိန်မှာတော့မဟုတ်ဘူးနောက်မြင်တွေ့လိုက်ရတာတော့အစစ်မှန်ဆိုတော့တက်တိပြနေရင်နောက်တစ်ချက်ကပြောရရင်နောက်အဖြေမရှာရတာအချက် အင်အားကြီးမှပြီးတော့ဒေါသတကြီးဖြစ်နေရဲ့ပြောင်းတော်ကူကြီးကတနေ့တစ်ချက်တောင်မပြစ်ဖောက်လိုက်ရပဲနဲ့မိုးဆိုးကျုံမျက်နှာနဲ့ဘာကြောင့်ကြောက်အားလက်အားနဲ့လှည့်ပြေးရလဲအရွှေစပွဲမှာတင်ထားတဲ့ဖောင်တိတ်တစ်ချောင်းစောက်အုပ်တအုပ်ကိုလှမ်းယူလိုက်တော့တယ်နောက်ဖက်ဆောင်ကစာမျက်နှာကိုလှမ်းလို့ပြီးတော့အကြောင်းရတချို့ခြာရေးမိလိုက်တော့တယ်ညလုံးစိမ့်နေရှည်ထွက်လာတဲ့သွေးတွေသွေးနွေးတကြွားတကောင်လို့ခန္ဓာကိုယ်အပူမြင့်တက်လာတာ အစမတန်မြင်လာတဲ့နှလုံးခုန်တော့တံမာထူထဲလာတဲ့လက်သေးရှိဒီဇလန်းလေးကိုအခုလိုအဆုံးထိနားဆက်ပေးခဲ့တဲ့အတွက်လေးကျေးဇူးတင်ပါတယ်။နောက်ရက်တင်မှာတော့ကြံရှိနေသေးတဲ့အခန်းစက်တွေကိုဇလန်းတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ဒီ channel လေးကို like and subscribe လေးမလုပ်ရသေးရင်လုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင့်။ဒီတော့နောက်ထပ်နေ့အခန်းစက်တွေမှာပြန်လည်ဆုံတွေ့ကြအောင်ရှင်။